်စွန်လ9ရက်သတင်းလာနေ့အတွက်မိုးလူဝတာခမ်းမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းမှာအထက်လေပွေလိုင်းကဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းအလွန်နှေးပေမယ်။တောင်တရုတ်ပင်လယ်ထဲမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းကတိုင်ဖွန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်ပါတယ်။အဲဒီတိုင်ဖွန်းမုန်တိုင်းဖြစ်လာပြီးချိန်မှာအနောက်တောင်မုတ်တုံလေဟာလည်းအားကောင်းလာပြီးကယုန်တိုင်းဒေသတွေမှာမိုးပိုလာနိုင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒါကြောင့်ပြည်နယ်နဲ့တိုင်းတွေမှာညသောအဖြစ်မိုးအသင်တင်ရွာနိုင်မှာဖြစ်ပြီး ဝက်လက်ရွှေဘို တပည့်ရင်ခင်ဦးစင်ကူတပိတ်ချင်းစရိတ်မြို့နယ်တွေမှာတော့မုံများနိုင်မှာဖြစ်တယ်လို့မနစ်စွန်လာရှီယန်နဲ့ညာပိုင်းမှာဥဝင်နိုင်ကခံမှန်းထားပါတယ်။ဒီကနေ့ညနေထိကချင်ပြည်ကရနီကယားပြည်ရခိုင်ပြည်ရှမ်းပြည်မြောက်ပိုင်းနေပြီးတော့မန္တလေးတိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကျကျဲပဲခူးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာဆက်ဆိတ်နဲ့ချန်ပီယံနေတဲ့တိုင်းတွေမှာနေရာအနှံပြမုတ်ထချုံရွာနိုင်ပြီးရွာရင်ရာနှောင်းပြည့်ဖြစ်ပါတယ်။ ကရင်ပြည်မွန်ပြည်ရန်ကုန်တိုင်းအေရဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာတော့နေရာကွက်ပြီးမုန်ကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုန်တုံးလင်အားကောင်းရာကနေအားအလွန်ကောင်းနေပြီးချန်ဘင်္ဂလားပင်လယ်အော်မှာတော့မုန်တုံးလင်အားအနည်းငယ်ကနေအားအသင့်အထင်ရှိနေပါတယ်။မြဝတမမော်တမခွေမွန်တနင်္လာရီကံဝရန်တျောင်းနဲ့ကဲလွန်ပင်လယ်ပြင်တို့မှာရမန်ရင်ခါမုန်တက်လီပင်များကြာရောက်ပြီးလှိုင်းကြီးနိုင်ကလှိုင်းအမြင့်မှာကိုဝေကနေစတဲ့ဘေကန်ရှိနိုင်ပါတယ်။